မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြိုမြို့ပေါ်မှာစစ်ကောင်စီတပ်သားတအုပ်ကိုလက်နက်နဲ့အတူဖမ်းဆီးရရှိထားပြီးတော့ကျူးလွန်ထားတဲ့ပြစ်မှုများအတိုင်းအရေးယူမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ25ရက်နေ့ည9:00နာရီခွဲအချိန်ရေစကြိုမြို့ပေါ်မှာမြင်းကြံ Black Tiger MBD တပ်ဖွဲ့ကအမှတ်၁စစ်စင်ရေးရဲဘော်များကကင်းပတ်စစ်ဆေးမှုများပြုလုပ်ခဲ့ရမှာစစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့ရေစကြိုမြို့အမှတ်၈ဒုက္ခဝတိရက်ကွက် ကတ်ကျော်ဖုန်ကြီးเจ้าမှာကင်းဆောင်ရင်းနဲ့ဖုန်းသုံးနေတဲ့စစ်ကောင်စီတပ်သားတအုပ်ကိုဝင်းရောက်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။သူ့လူတွေတယောက်မှမသိလိုက်ဘူး။သူဖုန်းသုံးနေတော့ကျွန်တော်တို့ရဲဘော်တွေကအနီးကပ်ဝင်ပြီးတော့တနက်နဲ့ထောက်အသားလေးကုတ်ခေါ်ပြီးတော့ထွက်လာခဲ့လိုက်တယ်။ပြီးတော့မှညီတို့ဒီဘက်ကန်းကိုပြန်ရောက်မှတနက်တွေနဲ့ရှောက်ပြစ်နေကြတာ။အဲ့ဒီအချိန်ကျမှသူတို့သိတယ်ထင်တယ်။ ူကျူးလွန်ထားတဲ့ပြစ်မှုတွေကတော့စုံစမ်းစစ်ဆေးနေတုန်းမှာပဲမသိရသေးပါဘူးသူ့ရဲ့ပြစ်မှုတွေပေါ်မူတည်ပြီးတော့ပဲအပြစ်ပေးအေးအေးယူသွားမှာပါလို့မြင်းကြံ Black Tiger MPD တပ်ဖွဲ့ခေါင်းဆောင်ဘိုမိုက်ခဲကပြောကြားထားပါတယ်အဲ့ဒီအချက်မှစစ်ကောင်စီတပ်သားကိုလက်နက်နဲ့တကွပူးတွဲဖမ်းဆီးနိုင်ခဲ့ပြီးတော့လက်ရှိအချိန်မှာစစ်ဆေးမှုများပြုလုပ်က၎င်းကျူးလွန်ခဲ့တဲ့ပြစ်မှုများအလျောက်အေးအေးယူသွားမှာဖြစ်တယ်လို့သိရပါတယ်မြင်းကြံ Black Tiger MPD မြင်းကြံခရိုင်တပ်ရဲအနေနဲ့စစ်အာဏာရှင်စနစ်ကိုယခုထက်ပုံမော်ပြီးတော့ထိရောက်စွာတိုက်ခိုက်နိုင်ရန်အတွက် MPD တပ်ဖွဲ့လှုပ်ဆောင်နေတဲ့ end point ကမ်ပိန်းကိုပြည်သူများအနေနဲ့ပူးပေါင်းပြီးတော့ပါဝင်ကူညီပေးကြပါရန်မြစ်တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ကျုံးဘေးမှာပြည်သူကိုတားဆီးဆစ်ဆဲပြီးတော့ငွေညှက်နေတဲ့စစ်ကောင်စီအုပ်စုနဲ့ပြူစောထီးတွေကလမ်းသွားလာလာအမျိုးသားတအုပ်ကိုတားဆီးဆစ်ဆဲနေရင်းနဲ့ တနက်နဲ့အနီးကပြတ်တက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့နန်းတွင်းမှာအခြေပြုတဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခရဲကစစ်ကောင်စီအုပ်စုနဲ့စစ်အုပ်စုလက်သက်မွေးမြူထားတဲ့ပြူစောထီတွေဟာစက်တဘာလ18ရက်နေ့ကစပြီးတော့မန္တလေးကျုံးပတ်လဲမှာနေရာယူပြီးတော့လုံခြုံရေးအရာစစ်ဆေးတယ်ဆိုပြီးအကြောင်းပြကပြည်သူကိုတားဆီးစစ်ဆေးလက်နက်ပြမိုက်ကြီးခွဲပြီးတော့ငွေညက်နေတယ်လို့သိရပါတယ်။စက်တဘာလ20ရက်နေ့မနက်10:00ခွဲလောက်ကမန္တလေးမြို့အောင်မြေတာဆန်မြို့နယ်ကျုံးအရှိချမ်း66လမ်းနဲ့14လမ်းတောင်မှာစစ်ကောင်စီအုပ်စုကစိုင်းကဲတစည်းကိုတားဆီးငွေညက် ရင်နဲ့အမျိုးသားတအုပ်ကိုပြစ်တက်ခဲ့တာလို့မြင်တွေ့ခဲ့တဲ့သူကပြန်လည်ပြောပြခဲ့ပါတယ်။ပေဆုံးတဲ့သူဟာအသက်50ဝန်းကျင်အရွယ်ဖြစ်ပြီးတော့ကျုံပေ12လမ်းဘက်ကနေ14လမ်းအတိုင်းမောင်းနေလာတဲ့အချိန်ဆိုင်ကယ်3ယောက်တွဲစီးနေလာတာဆိုပြီးတော့စစ်ကောင်စီအုပ်စုနဲ့ပြူစောတီတွေကတားဆီးငွေညစ်ရာကနေစကားပြောနေရင်းနဲ့အဲ့ဒီအမျိုးသားတအုပ်ကိုပြစ်တက်ခဲ့တယ်လို့ဆိုပါတယ်။ဆိုင်ကယ်ကိုပြူစောတီတွေကတားပါတယ်3ယောက်စီးလာတာပါတားပြီးတော့ပတ်စံတောင်းပါတယ်ပတ်စံအစင်မပြေလို့တောင်းမှန်ပါတယ်ပတ်စံမှမပေးနိုင်ရင်ဆိုင်ကယ်သိမ့်မယ်လို့ပြောပါတယ် တည်တဲ့သူကစိုင်းကယ်တော့ကိုခါးကြတဲ့ကိုထိုးထားပါတယ်အဲ့ဒီပြူစောတိကခါးကြတဲ့ကစိုင်းကယ်တော့ကိုလှမ်းလူယူမလို့လှုပ်တဲ့အချိန်မှာ ပေတဲ့သူကလက်နဲ့ကာလိုက်ပါတယ်အဲ့ဒီအချိန်မှာတနက်နဲ့တစ်ချက်တည်းပြစ်လိုက်ပါတယ်တစ်ချက်တည်းနဲ့တေသွားပါတယ်လို့ပြောကြားထားပါတယ်တေဆုံးရတဲ့သူဟာစင်းရဲနွမ်းပါတယ်ကြပန်းအလုတ်လောက်ကိုင်းသူဖြစ်ပြီးတော့ကျုံးပေးမြောက်ပြန်ဘက်အပြန်ပြစ်တက်ခံရတာဖြစ်တယ်လို့မိသားစုနဲ့နှိဆက်တဲ့သူတွေကပြောဆိုထားပါတယ်စက်တင်ဘာလ19ရက်နေ့ကလည်းမန္တလေးမြို့ကျုံးမြောက်ဘက်ချမ်းစန္ဒလန်းပေါ်မှာလမ်းသွားလမ်းလာပြည်သူတွေကိုစစ်စင်းဝင်ညှစ်နေတဲ့စစ်ကောင်စီအုပ်စုက delivery ပစ္စည်းပို့တဲ့သူအမျိုးသားတအုပ်ကိုဖမ်းဆီးပြီးတော့ကျုံးပေးလမ်းပေါ်မှာတင်း အစုပ်ဖွဲ့ရိုင်းနှက်ဒါတွေကိုပြုတ်လောက်ခဲ့တယ်လို့မြို့ကန်တွေကပြောပါတယ်အခုရက်ပိုင်းအတွင်းမှာမန္တလေးမြို့ကျုံးပတ်လယ်နဲ့မြို့တွင်းကအဓိကလမ်းမကြီးတွေပေါ်မှာစစ်ဝတ်စုံတွေဝစ်ဆင်ထားတဲ့ပြူစောထီတွေနဲ့စစ်ကောင်စီအစုပ်ကလမ်းသွားလမ်းလာပြည်သူတွေနဲ့တုံးပိန်အိုးဝေမောင်းတဲ့သူတွေကိုအကြောင်းမဲ့ဖမ်းဆီးရိုက်နှက်ပြီးတော့ငွေညက်ဒါတွေကိုပြုတ်လုနေတာကြောင့်ပြည်သူတွေအထုသတိထားရှောင်ရှားသွားကြဖို့ကိုမန္တလေးမြေပြင်ကင်းထောက်အဖွဲ့ MDY Revolution ကသတိပေးထားတယ်လို့သိရပါတယ်စစ်အာဏာသိမ်းတဲ့၃နှစ်ကျော်အတွင်းမှာမန္တလေးကျုံးပိန်နဲ့မြို့တွင်းကလမ်းမရေပေါ်မှာတွာလာရင်းနဲ့စစ်ကောင်စီအစုပ်ကပြစ်တက်လို့ တေဆုံးရတဲ့ပြည်သူ90ဝန်းကျင်ရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အမေရိကန်နိုင်ငံဟာ NUG ကိုနှစ်စဉ်ဒေါ်လာတန်းနိုင်ရာထုတ်ပေးပြီးတော့တရုတ်ကိုထိန်းချုပ်နိုင်ရန်မြန်မာနိုင်ငံကိုပြန်မှတ်ထားနေခြင်းဖြစ်ကြောင်းအကြမ်းဖက်စစ်ကောင်စီကစွပ်စွဲထုတ်ပြန်လိုက်ပြီးတော့ MNDAA, TNLA နဲ့ NUG တို့ဟာလည်းစီရဲမဟာမိတ်ဖွဲ့ထားကြောင်း ထို့နောက်ပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ MNDA နဲ့ TNL လက်နက်ကင်တောင်းချမ်းသူတို့ဟာ NUG နဲ့စစ်ရေးမဟာမိတ်ဖွဲ့ပြီးတော့တိုက်ခိုက်နေကြောင်း NUG ဟာ American ရဲ့အထောက်ပံ့ကို200ဒေါ်လာတန်း100ခန့်ရရှိနေပြီးတော့ American ကနေမြန်မာပြည်တွင်းရဲ့မတိမငိမ့်ဖြစ်အောင်200ဒေါ်လာတန်း100ခန့်ကိုတုံးဆွဲနေတာဟာထင်ရှားကြောင်းစစ်ကောင်စီကပြောဆိုထားပါတယ်။ မြန်မာပြည်တွင်းရေးကိုအမေရိကန်ကအခုလိုမျိုးငွေကုန်ခံပြီးတော့စောင့်ရက်နေခြင်းဟာမြန်မာနိုင်ငံအတွင်းမှာအမေရိကန်ရဲ့အကျိုးစီးပွားများရှိလို့မဟုတ်ပဲ၎င်းတို့ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့တရုတ်နိုင်ငံကိုထိုးနှက်နိုင်ရန်အတွက်သာဖြစ်ကြောင်းပြောဆိုထားပါတယ်မြန်မာနိုင်ငံဟာတရုတ်နိုင်ငံရဲ့အိန္ဒိယသမုတ်တရားထွက်ပေါက်အိန္ဒိချင်းနိုင်ငံဖြစ်ပြီးတော့မြန်မာနိုင်ငံအတွင်းမှာတရုတ်နိုင်ငံကရင်းနှီးမြှုပ်နှံထားတဲ့စီးပွားရေးလုပ်ငန်းများစွာရှိကြောင်းတရုတ်နိုင်ငံအားထိန်းချုပ်ရန်အတွက်မြန်မာနိုင်ငံအားပြစ်မှတ်ထားနေခြင်းဖြစ်ကြောင်းအကြမ်းဖက်စစ်ကောင်စီရဲ့ထုတ်ပြန်ပြောဆိုချက်မှာဖော်ပြထားပါတယ် ်မြန်မာနိုင်ငံကိုအလုံးစုံပြတ်သုံးစီလိုတာဟာ NUG အုပ်စုနဲ့၎င်းတို့ကိုထောက်ပံ့ပေးနေတဲ့ American ဥဆောင်တဲ့ အနောက်အုပ်စုသာဖြစ်ပြီးတော့တရုတ်နိုင်ငံဟာမြန်မာအိန္ဒိချင်းကောင်ပီတာစွာနဲ့အပြည့်အဝရက်တည်ပြီးတော့ကုညီပေးချောင်းပြောဆိုထားပါတယ်။နယ်စပ်ဒေသတစ်လျှောက်မှာရှိတဲ့ NUG လက်ဝေကန် MNDA နဲ့ TNLA လက်နက်ကိုင်တောင်းချမ်းသူများအားဖိအားပေးကနယ်စပ်ဂိတ်များကိုပိတ်ဆို့ခြင်းအပါအဝင်တောင်းချမ်းသူများအပေါ်မှာအရေးယူမှုများကိုတုံ့ပြန်ဆောင်ရွက်ခဲ့ကြောင်းစစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အခုလိုမျိုးနေဆက်ဒေတာတခြားမှာရှိတယ်လက်နက်ကိုင်းအကြမ်းဖက်ပေါင်းကျန်းသူများအပေါ်ပိတ်ဆို့ရေးယူမှုများဆောင်ရွက်ခြင်းဟာမြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုကိုအမြန်ဆုံးပြန်လည်ရ ရှိရေးအတွက်သာဖြစ်တယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆလဘီတင်ဆက်ပေးရမယ်သတင်းကတော့အာနာသိန်းစစ်ကောင်စီဟာ၎င်းတို့ကိုစန့်ကျင်တော်လှန်နေကြတဲ့ PDF များတိုင်းသာလက်နက်ကိုင်များနဲ့လက်နက်ကိုင်တိုက်ခိုက်မှုများအစားနိုင်ငံရေးဆွေးနွေးပွဲကျင်းပလို့ကြောင်းစစ်ကောင်စီကအဲ့ဒီအဖွဲ့များကိုစက်တင်ဘာလ26ရက်နေ့မှာတောင်းဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနီးလန့်နဲ့ဖြေရှင်းရန်ကန့်လန့်မှုဆိုပြီးတော့ခေါင်းစဉ်တက်ပြီး26ရက်နေ့ညမြန်မာစံတော်ချိန်ည7နာရီသတင်းမှာထည့်သွင်းကြေညာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီကြေညာချက်မှာပါဝင်တဲ့စစ်ကောင်စီရဲ့အဆိုပြုချက်မှာ လက်နက်ကင်တော်လန်နေသူများအနေနဲ့လက်နက်ကိုစွန့်ပြီးနိုင်ငံရေးပါတီထောင်းက၎င်းတို့ကြီးကြပ်မဲ့ရွေးကောက်ပွဲမှာဝင်ကြရန်ပါရှိပါတယ်။အာနာရှင်ဟောင်းဘိုးချုပ်တန်းရွှေဟာလည်း2010ရွေးကောက်ပွဲမကျင်းပမီကတိုင်းရင်းသားလက်နက်ကင်များကိုအခုလိုမျိုးကမ်းလှမ်းမှုမျိုးပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအချိန်ကစစ်တပ်ရဲ့အစီအမံကိုသဘောတူခဲ့တဲ့လက်နက်ကင်အဖွဲ့များဟာစစ်တပ်လက်အောက်ခံနေသားဆောင်တပ်နဲ့ပြည်သူ့စစ်များဖြစ်သွားပြီး ကချင်တက်လိုမျိုး KIA လိုမျိုးငင်းဆန်ခဲ့တဲ့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကိုတော့စစ်တပ်ကတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ကမ်းလှမ်းမှုမှာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များပါဝင်တော်လဲ PDF များကိုဖွဲ့စည်းခဲ့တယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုတော့ထယ်သွင်းခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။ နိုင်ငံရေးစကားပြောမယ်ဆိုတဲ့စစ်ကောင်စီကကမ်းလန့်ချက်ထဲမှာ၎င်းတို့ဖိတ်ခေါ်တဲ့ PDF များတိုင်းရင်းသားလက်နက်ကိုင်များကိုအကြမ်းဖက်အဖွဲ့များလို့ဆက်လက်ပြီးတော့တုံးဆွဲခဲ့တယ်လို့သိရပါဗါရယ်အာနာယ NLD ပါတီကို2020ရွေးကောက်ပွဲမှာစစ်တပ်လိုလားတဲ့ပါတီများအပြတ်အသတ်ရှုံးနိမ့်ခဲ့တဲ့အတွက်အာနာသိမ်းခဲ့တော်လဲစစ်ကောင်စီကအခုလိုအာနာသိမ်းရတာဟာမဲမတမာမှုကြောင့်ဆိုတဲ့တစ်ဖက်တည်းအကြောင်းပြချက်ကိုဆက်လက်ပြီးတော့ဆွဲကင်ထားဆဲဖြစ်တယ်လို့သိရပါဗါရယ် စိတ်ကောင်စီဟာအော်တိုဘာလတရက်နေ့မှာသံကောင်စီရင်ကောက်မှာဖြစ်ပြီးတော့အဲ့ဒီသံကောင်စီရင်ကိုအခြေခံပြီးရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားပါတယ်စစ်တပ်က၎င်းတို့ကြီးကြပ်မဲ့ရွေးကောက်ပွဲကျင်းပမယ်နေ့ကိုတော့ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးဘူးလို့သိရပါတယ်စစ်တပ်ကကြီးကြပ်မဲ့ရွေးကောက်ပွဲကိုလက်မခံရန်အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့အတိုက်ခံများကတိုက်တွန်းထားပါတယ်ငြိမ်းချမ်းရေးကိုကန့်လန့်နေဆိုတဲ့စစ်ကောင်စီကထုတ်ပြန်ကြေညာထားတော့လဲစက်တဘာလအတွင်းမှာစစ်တပ်ကဘုံကျဲတိုက်ခိုက်မှုများကိုဇက်တိုက်ပြုလုပ်နေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ရွာကြီးရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်က26ရက်နေ့ညပိုင်းကလေကျောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ26ရက်နေ့ည6:39မိနစ်နဲ့40မိနစ်ခန့်တော့မှာရွာကြီးရွာမြောက်ဘက်မှာရှိတဲ့ဖုန်ကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကျောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဖုန်ကြီးကျောင်းအတွင်းမှာထိခိုက်ပျက်စီးမှုအခြေအနေနဲ့ပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ်။ရွာရဲ့မြောက်ဘက်မှာရှိတဲ့ဖုန်ကြီးကျောင်းကို ကျဲသွားတာလို့သိရပါတယ်ညဘက်ကြီးဆိုတော့ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့မသိရသေးပါဘူးဘာစစ်ပွဲမှာမဖြစ်ပဲနဲ့ကိုကျဲသွားတာဘုံနှလုံးဇက်တိုက်ကိုကျဲသွားတာဘုံချပြီးတာနဲ့လေရင်ကပြန်သွားပြီလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်ဖုံရွာကြီးရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထုတ်ဝင်ရောက်ပြီးတော့ပြည်သူ၃ဦးကိုတပ်ဖြတ်က၎င်းတို့ရဲ့နေအိမ်၃လုံးကိုလည်းမိရှုပ်ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စက်တင်ဘာလ26ရက်နေ့မနက်9နာရီကမှမြင်းကြံမြို့ခမရ15တရင်ကအကြမ်းဖက်စစ်သားနဲ့ပြူစောထီးများဟာဖုံရွာကြီးရွာကိုအင်အားအများပြားနဲ့စစ်ကြောင်းထိုးဝင်ရောက်ပြီးတော့အသက်53နှစ်အရွယ်ကိုအောင်ကျော်စဉ်အသက်52နှစ်အရွယ်ကိုရဲဝင်းနဲ့အသက်45နှစ်အရွယ်ကိုကျော်စွာဝင်းတို့ကိုဖမ်းဆီးတပ်ဖြတ်က၎င်းတို့ရဲ့နေအိမ်၃လုံးကိုလည်းမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗျာ။ လူတွေကိုတတ်သွားတယ်သူတို့ရဲ့နေအိမ်သုံးလုံးကိုလည်းမီးရှို့ပစ်ခဲ့တယ်သူတို့ကိုတတ်ပြီးတော့ပြန်ထွက်သွားတယ်တခြားသူတွေကိုဖမ်းသွားလားမဖမ်းသွားလားတော့မကြားမိဘူးရွာသူရွာသားတွေလည်းထွက်ပြေးနေကြရတယ်တတ်ခံရတဲ့သူတွေမှာမိသားစုဘယ်နှယောက်ကြံခဲ့လဲဆိုတာတော့စုံစမ်းလို့မရသေးဘူးလို့ဒေသခံတရင်ချင်းတွေကပြောဆိုထားပါတယ်အကြမ်းဖက်စစ်တပ်ကဖမ်းဆီးတပ်ဖြတ်ခံရတဲ့သူတွေတဲကကိုရဲဝင်းနဲ့ကိုကျော်စွာတို့ဟာညီအကိုအရင်းများဖြစ်ပြီးတော့ NLD အစိုးရလက်ထက်မှာ ရကြေးအုပ်ချုပ်ရေးမှုအဖြစ်နဲ့လောက်ကန်ခဲ့သူများဖြစ်တယ်လို့သိရပါဗါတယ်၎င်းတို့ကိုတတ်ဖြတ်ပြီးတဲ့နောက်မှာတေဆုံးသူများရဲ့လက်ထဲကိုဓားတစ်ချောင်းစီထည့်ကဓာတ်ပုံရိုက်ယူပြီးတော့ပြန်လည်ထွက်ခွာသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းညောင်လေးပင်ခရိုင်မှာရှိတဲ့ခြေရွာများကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ဒရုန်းများနဲ့တိုက်ခိုက်ခြင်းကြောင့်ကိုရဲနှစ်ပါးအပါအဝင်ပြည်သူလေးဦးဒဏ်ရာရရှိပြီးတော့နေအိမ်များပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ19ရက်နေ့မွန်လွယ်3:30မိနစ်အချိန်ကမှလေတုံမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ရဲ့ခလာရ264တိုင်ရင်က122မမဟာဝေဇာလက်နက်ကြီးတစ်လုံးနဲ့ပစ်ခတ်ခဲ့ရာ ရောက်သွားကုန်ခြေရွာအတွင်းကိုကြက်ရောက်ပောက်ခွဲခဲ့ပြီးတော့ခြေရွာအတွင်းမှာနေထိုင်တဲ့ကိုရင်လေးနှစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စက်တဘာလ25ရက်နေ့မွန်းလွယ်တနအိကမှာအကြမ်းဖက်စစ်တပ်ရဲ့ခလာရ264တပ်ရင်းကကရင်ချိုးခြေရွာအတွင်းကို drone နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ရာခြေရွာနေဥချစ်သိန်းရဲ့နေအိမ်တစ်လုံးထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်က120နဲ့မမဟာဝေဇာတစ်လုံးထိမှန်ပစ်ခတ်တိုက်ခိုက်ရာ ။တမဲအင်းကုန်းကြီးရွာနဲ့ရွှဲတလဲကြီးရွာကြားမှာကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗါး။အလားတူပဲမူးမြို့နယ်အတွင်းစက်တမလာ25ရက်နေ့မနက်9:30မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်ရဲ့ခမရ ငါကိုကိုတက်ရင်က87မမလက်နက်ကြီးခွန်တန်လုံးပစ်ခတ်ခဲ့ရာစဝင်းကျေးရွာအတွင်းကိုကြောက်ရောက်ပောက်ခွဲခဲ့ပြီးတော့စဝင်းကျေးရွာနေအသက်63နှစ်အရွယ်ဦးဝင်းလှိုင်နဲ့အသက်78နှစ်အရွယ်မောင်အောင်ပြည်ဖြိုးတို့နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်စောတိမြို့နယ်မှာလည်းစက်တင်ဘာလ25ရက်နေ့မွန်းလွဲ2:25မိနစ်နဲ့3:18မိနစ်ခန့်တို့မှာအကြမ်းဖက်စစ်တပ်ကကောင်းမဲသူကျေးရွာအတွင်းကို drone နဲ့ဘုံးကျဲတက်ခဲ့ရာကျေးရွာနေပြည်သူကိုမျိုးသူရဲ့နေအိမ်ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ